နတာအီဝိကာရဲ့မင်းခင်ကုမ္ပဏီကကားထုတ်လုပ်မှုရန်နာပြီးဒေဝော်လီခံရတယ်လို့သတင်းတွေမှာဖော်ပြနေကြပေမဲ့ရန်ကုန်မြို့မှာရှိတဲ့နတာကားရှော့ရုံးမှာတော့ဆက်လက်ဖွင့်လှစ်ရောင်းချနေပါတယ်။ဟန်နာသတင်းပေးပို့ထားပါရဲ့ရှင်။ ရန်ကုန်မြို့တခင်မြပန်းချံအနီး MP နိုင်ငံတကာစိတ်ကမ်းရှိကနေတာကားရှိုးရူးကိုဆက်လက်ဖွင့်လှစ်ထားပြီးအောင်မင်္ဂလာအဝေးပြေးခွင့်အနီးက M Terminal Shopping Center ရှိ Promotion Area မှာလည်းနေတာ EV ကားတွေကို3150ကက်စီနဲ့ပြသထားဆဲဖြစ်ပါတယ်ကားတွေအယောင်ပြထားပေမဲ့ကားလက်ဝယ်မရှိပဲစီးရင်တာကောက်ခံနေပြီးကားမှာယူလို့ရတဲ့အချိန်ကိုပြန်အကြောင်းကြားပေးတယ်လို့နေတာ EV ကအယောင်တာဝန်ခံဝန်ထမ်းကပြောပါတယ် မတို့ဘာဒီဒီကားကိုဝယ်မယ်ဆိုလို့ရှိရင်တော့7 kg ပဲခြားကြပါတော့เนาะ7 kg ပဲခြားကြနဲ့ window flint နဲ့လက်ဆောင်ထည့်ပေးမယ်ပေါ့เนาะမဟုတ်ဒါမဲ့ကားကတော့ညီမတို့က store တွေကမရှိသေးဘူးပေါ့เนาะလောဆယ်ကညီမတို့ payment တွေပါကြီးလက်မခံထားသေးဘူးနာမည်စာရင်းလေးပဲယူထားအောင်မယ်ဟုတ် payment ဒီကားမှာလို့ရပြီဆိုလို့ရှိရင်တော့ညီမတို့ဟောက်ပြန်ပြောပေးမယ် ီးခဲ့တဲ့ဂျွန်လ19ရက်နေ့ကတရုတ်နိုင်ငံပိုင်မီဒီယာ CCTV ရဲ့ဖော်ပြချက်အရလက်စစ်ကအမတ်တစိနှစ်သားရဲ့မိခင်ကုမ္ပဏီဟာကျွေးမီယွမ်ဆယ်ဘီလျံကျော်ရှိနေပြီးကာထိုလုံမှုမှလည်းရနာချတဲ့အတွက်ဒေဝါလီခန့်ကြောင်းဖော်ပြခဲ့ပါတယ်။နှစ်သားအီဝီကုမ္ပဏီရဲ့မိခင်ကုမ္ပဏီကျေးကျန်ဟိုဆုံး New Energy Automobile နဲ့မြန်မာပြည်တွင်းက Grand Series Limited GSE တို့ဟာမြန်မာနိုင်ငံကိုကားတွေတင်သွင်းရောင်းချဖို့2022ခုနှစ်အောက်တိုဘာလကသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ EV ကားတွေနဲ့ပတ်သက်ပြီးအသိပညာပေးနေတဲ့ EV မြန်မာ group ကတော့ကားအပေါ်ပစ္စည်းရနိုင်ဖို့မတိချတော့တာကား software update လုပ်ဖို့အခက်အခဲဖြစ်လာမှရကြောင်း EV ကားတွေစီးပေါ်လာတော့မဝယ်တင်တော့ဘူးလို့တုံ့တက်ချပါတယ်ရန်ကုန်မြို့က EV တက္ကစီရင်မောင်းနေသူတူကတော့နေတာ EV ကုမ္ပဏီတွေဝခံလိုက်ရတဲ့တည်င်းကြပြီးတဲ့နောက်ရင်းမတော်သဆမှုတွေဖြစ်လာခဲ့မယ်ဆိုရင်ရင်းအပေါ်ပစ္စည်းခက်ခဲနိုင်တဲ့အခြေအနေကိုရှင်းပြပါတယ် ော့ဆက်ဒရိုက်ဆိုခုနပြောလို့ပေါ့ဒီပစ္စည်းတူတဲ့ဥစ္စာကိုပဲဝယ်ထည့်ပေါ့အဲ့ဒါပဲပြောလို့ရပါဘူးအဲဒီသူ့ကုမ္ပဏီကမထုတ်တော့ရင်တော့မပေါ့အဲ့လိုမျိုးကျွန်တော်တခြားကုမ္ပဏီကဒီဒေါင်ဖန်တို့ဒီလစ်မော်တာတို့ဒီတခြားပစ္စည်းတွေလည်းရှိပါတယ်အဲအဲ့ဒါနဲ့တူတဲ့ဥစ္စာပဲကျွန်တော်ကအားကိုးပြီးတော့တောင်းရမှာပေါ့ GSC ကုမ္ပဏီလက်အောက်ရှိနတာအော်တိုမြန်မာကတော့ ဒေတာကားတွေအတွက်လိုအပ်တဲ့အပိုပစ္စည်းတွေကိုလုံလုံလောက်လောက်လက်ဝယ်ရှိထားတဲ့အပြင်ကားအာမခံတောင်းဆိုမှုတွေကိုလည်းအပြည့်အဝတာဝန်ယူလုဆောင်ပေးနေတယ်လို့ထုတ်ပြန်ချပါတယ်မြန်မာနိုင်ငံမှာ EV ရင်းသွေးတင်သွင်းခဲ့တဲ့နှစ်တာကာလအတွင်းရင်းအစည်းရင်2000ကျော်တင်သွင်းပြီးဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားတဲ့စီးရင်စရာများအတိအရပါတယ်ကျွန်မဟန္နာပါ